က်ကြီးအားလုံးလေးမင်္ဂလာပါရှင်။မားတို့ရဲ့ My Audio Channel ကနေပြည်သက်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပေးပါမယ်။ဒီနေ့မှာတော့စာရေးဆရာမလွန်နိုဂျိုဘဲဦးရေးသားထားတဲ့နိုင်ရပေါ်ကမျက်လုံးဆိုတဲ့ဝိတုတိုလီရဲ့အစာဆုံးကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel ကနေအချက်အလွန် ရတမျိုးစုံနဲ့စိတ်ဝင်စားပေးရာဇာတ်လမ်းပေါင်းများတာကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒီလိုဆိုရင်တော့ဇာတ်လမ်းလေးကိုစားလိုက်ရအောင်နော်။ညနဲ့တကောင်ကျော်ကြီးငိုတန်းတစ်ခုကြားလို့ကျမနိုးလာတယ်။ဘေးနားကိုလှည့်ကြည့်လိုက်တော့ကျမညီမလေးကအိပ်ပျော်နေတယ်။ ။ညီမလေးရဲ့ဟိုဘက်ကိုကြည့်လိုက်တော့အမေကိုမတွေ့ပါ။ညီမခြေနောက်ကိုအသာမ၍ထွက်လာခဲ့တော့အမေအဖေတက်ပုံရှိမှာငိုချိုက်နေတယ်။အဖေဆုံးကဒီနေ့ဆိုတလာပြီပြီ။အမေကျမကအမေကိုခေါ်ရင် အမေပြေးမှာဝင်ထိုင်တော့အမေကကျမကိုမကြည့်ပါ။အဖေတက်ပုံကိုသာကြည့်ဝင်ငိုနေတယ်။တခါတလေတော့လည ညီအဖေနဲ့အတူငါပါသေးသွားခြင်းနဲ့ငါကလေးတွေငါမရှိရင်ဆိုတဲ့အတွင်နဲ့သာရက်တည်နေရတာမနှက်ဖြတ်ဆိုအကျွေးသမားကအိမ်လာအောင်မယ်ငါစိတ်ညစ်ပါတဲ့သမီးရဲ့ကျမအမေကိုကြည်ရင်အားငယ်လာက မျက်ရည်ကျလာခဲ့တယ်အမေကအဖေဆုံးနှောင်းကလူများရှိမှမုံကိုပြခဲ့ပါယောဂတဲ့ကျမအားငယ်မှာဆိုတာကတကြောင်အမေငိုလင်းညီမလေးပါ ကလေးတံမဲ့စိတ်တန်ရရမှာဆိုတာကတကြောက်ကြောက်မငိုပါအဖေအတူပါမှာကျမကမငိုပဲမနေနိုင်ရဲ့အဖေနာမည်ကိုတာကငိုကြွေးတော့အမေကကျမအရှိမမငိုပဲကျမကွယ်ရမှာမျက်ရည်ကြာနေတယ်အမေမငိုပဲနေနိုင်ပါမလားအကျွေးပက်လည်းဝိုင်းနေတဲ့ဘဝမှာအားကိုးစရာယောက်ျားမရှိတော့တဲ့အမေအဖိုးမငိုပဲနေနိုင်ပါတော့မလားကျမမှတ်မိသလား ျမငငယ်တုန်းကကျမတို့မိသားစုတက်အဆင်ပြေခဲ့တယ်။အဖေကလိုက်ကဆွဲရကနေအတော်လေးပတ်ဆံရတယ်။နေဝေးကိုကားလိုက်ရတဲ့အခါပြလာလေးကျမနဲ့အမေအတွက်လက်ဆောင်ပါလာတတ်တယ်။အမေအတွက်ဝမ်းဆက်အစားနဲ့ကျမအတွက်ကာဝင်လက်လာလေးများကို အဖေကလက်ဆောင်ဝယ်လာတတ်တယ်။တခါတလေတော့လေအဖေကားလိုက်ရတဲ့မျိုးကဒေသအတွက်မောင်များကို အပြက်လက်ဆောင်ဖေးဝဲလာတယ်။အဖေအပြက်လက်ဆောင်ဝဲလာတဲ့မုံများထဲမှာပတိဟာလဝါကို ကျမအကြိုက်ဆုံးပါ။အဖေကကျမကြိမ်မှန်းတည်၍ပတိန်ကိုကားလိုက်ရပြီးပြန်လာတိုင်းပတိဟာလဝါဘူးများကို အများပြဝဲလာတတ်တယ်။ကျမညီမလေးတည်တယ်။ပတိဟာလဝါကြိုက်ပါတယ်။သို့တော့ညီမလေးမွေးတဲ့ကနေအခုထိပတိဟာလဝါကိုတစ်ခါပဲစားဘူးရတယ်။ အကြောင်းကတော့ညီမလေးမူကြိုးကျောင်းနေအရွယ်လောက်တည်းဟာအဖေကားကိုရောက်လိုက်ရခြင်းကြောင့်ဖြစ်ပါတယ်။ထိုချိန်ကကိုဗစ်ကာလဖြစ်ပြီးလိုင်းကားများဆွဲလွန်မရတဲ့အခါအဖေကားမထွက်ရပဲဖြစ်လာတယ်။ဂျန်ဖန်ရကသာကားငှားလိုက်ရတယ်။သို့တော်နေဝေးမရတော့ပဲမြုံတင်းသာလိုက်ရတယ်။အဖေဝင်ဝင်မမှန်တဲ့အခါငွေရပါယောဂရှိတဲ့ကျမအဖို့ ဆေးဖို့ကခက်ခဲလာတယ်။ကျမတလားတစ်ချိန်ဆေးသွင်းရပြီးတော့ဆေးဆွဲတောက်ခဲ့ရပါတယ်။အရင်ကကျမဆေးဖို့ကမတိတာခဲ့တော့လေ။အခုကဝင်ဝင်နေလာတဲ့အဲ့အခြေအနေပေါ့။ဆေးဖို့ကစရိတ်ကြီးလာတယ်။အမေရဲ့။တမီးအခုရပိုင်းနေလို့ကောင်းပါတယ်။ဒီတလားတော့ဆေးမသွင်းတော့ဘူး။တောက်ဆေးတွေပဲဝယ်တော့မယ်။ကျမကပတ်စံမချီမှန်းသိတာမို့။တလားတလားနဲ့ စိတ်မသွင်းမဲ့6လလောက်နေခဲ့မိရေကျမကျမ်းမာရေးမကောင်းရေကြောင်းနာထားရသူဖြစ်ပါတယ်စိတ်မသွင်းမဲ့နေခဲ့တဲ့6လအတွင်းကျမယောဂဆူလာမယ်ကျမတတိထားမိလာတယ်အဲ့ဒီခါကျမကကျမဆေးဖို့ရရင်အတွက်ဖုန်းဆိုင်တစ်ခုမှာကွန်ပျူတာစရင်းကင်ဝင်လုပ်ခဲ့တယ်။၁၀တန်းသာအောင်ရွေးဝယ်မရသူမို့ဖုန်းဆိုင်ကတိတ်ကိုမခေါ်ခြင်း ျမအရင်ကတက်ဖူထားတဲ့ကွန်ပျူတာသင်တန်းကျောက်သာအလုပ်ရရှိခဲ့တယ်။အဲ့ဒီကအိစိအတွက်နည်းနည်းကူပေးနိုင်ပြီးကျမဆေးဖို့လည်းရခဲ့တယ်။သို့တော့ကြာကြာမခံမီဖုံးဆိုင်မှာအလုပ်ဝင်လုံးနဲ့တုတ်လာအတွင်းကျမဆိုင်မှာခဏခဏတတိလစ်တယ်။ကိုဗစ်ကာလမို့ဖုံးဆိုင်မှာနှစ်ခေါက်စီအမြဲတက်ထားရတဲ့အခါနှလုံးရောဂါတဲ့ကျမအဖို့အသက်ရှူကျက်လာရတယ်။ ကျမတတိလက်တဲ့၄ချိန်မြောက်မှာ အခြေအနေဆိုးရွားဆေးရုံတက်ခဲ့ရတယ်။နှလုံးသမားတွေက စိတ်ပင်ပန်းခံလို့မရဘူးဗျ။မွေးရပါဆိုတော့ပုံဆိုးတာပေါ့။မွေးရပါနှလုံးရောဂါတဲ့တွေကတစ်နှစ်တစ်ခါလောက်ခွဲစိတ်မှုလောက်ကြရတယ်။အခုကဆေးနဲ့ပဲထိတ်ထားတဲ့အခြေအနေဆိုတော့စောက်ကြည့်ဖို့ဆေးရုံမှာပဲနေနေချင်းနဲ့ဆေးကန်းကဆေးအဝင်းညွှန်းနဲ့ဆေးရုံကပုံကတိကဆေးရုံတခုမှ ဆေးရုပ်ဆေးရိတ်တအားကြီးမှန်တည်ပါတယ်။သို့တော့ကျမအချင်းဒီဆိုနေမှန်းတည်တဲ့အဖေကထိုဆေးရုံကိုပဲတက်စီတယ်။ဆေးရုပ်ရေရှည်စေရဲ့အတွက်ကားကိုရောက်လိုက်ပြီးစိုက်ကဲပြောင်းဝယ်တယ်။အဖေကကားသမားကြီးဘွားကနေကယ်တီသမားဖြစ်ရတယ်။အမေဆေးရုံနဲ့အိမ်ကိုကူးကွက်ခံနေရတယ်။ညီမလေးကမူဂျိုမတ်လို့အကျိုးအပိုးလေးလုပ်ရတယ်။ ညီမလေးထမင်းကြိုက်အတွက်လည်းပြင်ရကျမအတွက်လည်းထမင်းပိုးရနဲ့အမေအတော်ပင်ပန်းပါတယ်တနှစ်မှာညီမလေးသွေးလူတုပ်ခွေးဖြစ်တယ်ညီမလေးကိုဆေးရုံတင်ရတဲ့အခါကျမစရိတ်နဲ့ညီမလေးစရိတ်အတွက်အဖေရောအမေပါဘလို့ဆိုရတော့တယ်အဖေကဆိုင်ကယ်ရောက်လိုက်ရပြီညီမလေးဆေးရုံတက်ဖို့ဆေးစိတ်ဖြည့်ရှင်းသွားနိုင်ပြီမယ်ညီမလေးဆေးရုံဆင်းတဲ့အခါ ဝင်ဝင်မရှိတော့ဘူး။အဖေကကျမဆေးရုံစရင်နဲ့အိတ်ဆေးအတွက်ကျောက်ရကြပန်းငွေလောက်ရတော့တယ်။တနေ့အမေကျမထပ်ပမင်းလာပွင်အိမ်ပြန်မှုအလင်းလုံးနေတယ်။ခါတိုင်းဆိုအမေကကျမစီလာလေးညီမလေးကြောက်စစ်ချိန်မရောက်ခဲ့အထိနေတတ်တယ်။အမေဘာလို့ပြန်မှုအလင်းလုံးနေတာလဲ။အမေအဝိတ်တွေချော်ဖို့ယူထားတယ်တမီ။တကယ်ဆိုမိဖို့တိုက်အပြီး 200ရရတယ်။အမေကို9000ပေးတယ်။ညနေယူမားတဲ့။အမေပြန်ပြီးချော်အောင်မယ်။နောက်နေ့မှဆော့ဆော့လာမယ်နော်။ကျမအမေကိုကြည်ရင်မျက်ရည်ကြားရတယ်။ကျမဘယ်ဘက်ရင်အောင်ကိုဖိရွေးကျမနှလုံးနေကောင်းကိုဆူတောင်းမိတယ်။တွေးလို့တော့ကိုသေးတနေ့တခါဖြစ်မြဲအချိန်နဲ့ပြန်ဖြစ်တတ်တယ်။ကျမညီမလေးဒီလေ။အရင်နှစ်ကဖြစ်တဲ့အချိန်လောက်မှာပဲတွေးလို့တော့ကိုထပ်ဖြစ်ပြန်တယ်။အဲ့ဒီအချိန်မှာ ကျမတို့လက်ထဲပတ်ဆက်အပေါ်မရှိပေဆေးရုံလာပြီးပတ်ဆက်မပါလာဘူးတဲ့လားအန်ဒီကိုကလေးကသွေးလွတ်တော့ပွေးလေဒီရာဒီရောက်ရင်ပုံမှန်ပဲထပ်ပြင်မယ်ဆိုတာသိထားရမှာပေါ့ဆရာဝန်တွေကပရာဟိတလုံနေတာမဟုတ်ဘူးလေပတ်ဆက်ပေးရမှာပေါ့ပေးမှာပါကွယ်မပေးဘူးလို့ပြောနေတာမဟုတ်ဘူးခုလောလောဆယ်မရှိတော့ပါအခုလောလောဆယ်ပဲဆေးရုံတက်ရတော့မှာကိုအခုလောလောဆယ်မရှိဘူးဆိုတော့ ကျမဖုန်းထဲကနေအမိအတန်နဲ့တဖက်ကဆရာဝန်အတန်ကိုနားထောင်ရင်မျက်ရည်ပေါ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 ကျလာတယ်။ဆရာဝန်နေဟာအတဲနှလုံးမရှိကြဘူးလား။ကျမအရင်ကကျမကူညီဖူးတဲ့တန်ငယ်ချင်းတယောက်စီဖုန်းဆက်၍ရင်ဖွဲ့ကပတ်စံချီမိတယ်။သူ့အကူအညီတို့တုန်းကကျမနှက်ကက်ကိုချွတ်ပေးခဲ့ဘူးလားမို့။ကျမအကူအညီရလာမိသင်ခဲ့မိရဲ့။သို့တော့ပတ်စံ5000ဆိုတာနဲလား။ ငါလည်းအပေါ်မရှိဘူးပြီးတော့နင်းကဘယ်တော့ပြက်ဆက်နိုင်မှမသိကျမတငယ်ချင်းထံကထိုစကားကြောင့်ရှင်းလာခဲ့ရတယ်ကျမသူ့အတွက်ကျမနှက်ကကို အပေါခံပေးခဲ့ဘူးတယ်ကျမနှက်ကကိုသူပြန်မရွေးပေးခဲ့တော့လေကျမအပြင်းမပြောဘူးပါကျမတကားမှလည်းအကျွေးဟုတမန်၍ကျမနှက်ကဖို့သူ့စီပြန်မတောင်းဘူးပါ ကျမသူ့ကိုဒါတွေပြောပြတဲ့အခါ သူကဖုတ်ချရဲဖုံးကိုဆက်ပိတ်သွားခဲ့တယ်။ကျမအသားနဲ့တစက်စက်တုံသည့်အထိစိတ်နာခဲ့ရတယ်။ရွှေမရှိလျင်အမျိုးမတော်ခြင်းကြတဲ့ရွှေမျိုးများစီကလည်းအကူအညီမရခဲ့ပါ။အကယ်၍သာကျမတငယ်ချင်းကျမကိုကူညီပေးခဲ့သည်ရွှေမျိုးသားရွှေမျိုးများတီသာစာနာတက်ခဲ့လျင်ဆရာဝန်များတီသာအသေးနှလုံးရှိခဲ့သည်ကျမဖေဖေအရင်နေ့တိုင်းအသက်ရှင်နေလိမ့်မည်ကား ျမစီအဖေနောက်ဆုံးရောက်လာသည့်အခါကျမဆေးရုံဆင်းရှင်သည်ဟုအဖေကိုပြောခဲ့တယ်အဖေလက်မခံပါညီမလေးရဲ့ဆေးရုံစေးရဲ့အတွက်မပူပူပြောသွားသေးရဲ့အဖေတငယ်ကြီးစီပတ်စပ်သွားချေးကြည့်ပါဦးမယ်ကွာသမီးအရင်ဆင်းရှင်ခံလို့မဖြစ်ဘူးဘာမှမတွေ့ပါနဲ့ကျမဘာမှမတွေ့ပဲဘလို့လောက်ပြီးနေနိုင်ပါမလဲအဖေကသူ့တငယ်ချင်းဆိုသူနေတဲ့နေရာစီ နေဘူးကြဲကြဲတဲ့စပိတ်ရှိသွားခဲ့တယ်။အဖေပက်ဆက်ချီလို့ရခဲ့ပါတယ်။သို့တော့သူ့ငွေကြေးကြီးကအပြန်မှာ မောတယ်လို့ဆိုကပက်လက်ကလထိုင်လေးပေါ်အိပ်ပြောသွားခဲ့တယ်။အဖေပြန်လို့မလာခဲ့တော့ပါ။ကျမအဖေဆုံးတဲ့အခါအသက်ချင်းချင်းစိတ်ပြောက်ရတယ်။ဆေးရုံကဆင်းမှုလို့တော့လေဆေးရုံစရိတ်မကြည့်သေးရင်ဆင်းမရခဲ့ပြီ။ငွေတီဖျားလို့ ကျမဆေးရုံတက်ဖို့အတွက်လုံးဝမဖြစ်နိုင်တော့သည့်အခါဆေးရုံစရိတ်တွင်မူကြံနေတဲ့ဝင်နှသားကိုရှာရတယ်။ကျမကံကောင်းထောင်းမစွာနဲ့ကိုကြီးစာတက်တဲ့တစိတ်တယောက်ထံမှအကူအညီရခဲ့တယ်။ကျမဆေးရုံစင်မူအားလုံးပြင်ဆင်ပြီးချိန်မှာဝေခွန်နှသောပျောက်သွားခဲ့တယ်။ကျမဆေးရုံအခန်းနဲ့တန်ချီရည်သာဝင်တယ်။ကျမထူခွန်နှသောကိုပျောက်မှဆိုရင်လက်ထဲထုံမကိုင်းခဲ့ပါ။ ဈေးရောက်ခြင်းမှုအားလုံးပြင်ပြီးမှသာပတ်စံတွင်မှုထုတ်ထားခဲ့တာဖြစ်သည်ထိုပတ်စံကိုအိမ်မဲနဲ့တည်၍ခေါင်းအုပ်အောက်ထားခဲ့တယ်။ကျမဆရာဝေကြီးနဲ့တာတည်း၍ပြလာချိန်မှမရှိတော့ဘူး။ကျမအခန်းထဲဝင်နေကြတချီသမားကိုမေးတော့လေမယူဘူးဟုတိုင်းင်းတယ်။ပတ်စံကကျမနဲ့မထိုက်တန်၍နှက်ဝက်လိုက်လေတလို့ကျမကကျမနဲ့ရင်းနှီးတဲ့မိတ်ဆွေလိုတော့ မကော်ထိုက်တဲ့သူများထံမှအကူအညီတစ်ခုမှမရရှိခဲ့ပဲတစိမ်းများထံကသာမမျှော်လင့်သောကူညီမှုများရရှိခဲ့၍ဈေးရုပ်ဆင်းခဲ့ရတယ်။အဖေနာရေးဈေးကိုလည်းကျမနဲ့လူချင်းတော်မတွေ့ဘူးတဲ့အလူရှင်ညီမလေးတယောက်ကလှူပေးခဲ့တယ်။အကျွေးသမားများကကျမဈေးရုပ်ဆင်းလာတဲ့အခါအိမ်ကိုအကျွေးလာတောင်းကြတယ်။အမေကမျက်နှာငယ်နဲ့တောင်းမှန်ရပြီ။ ကျမကလူရောစိတ်ပါပင်ပန်းရတဲ့အလုံးမျိုးကိုခံနိုင်ရင်မရှိတာကြောင့်အိမ်မှာနေ၍ဇပိအကျွတ်ထုံးများကိုနှွားသည့်အလုပ်လုပ်ရတယ်။ဇပိတထုပ်ပြီးတဲ့နှစ်ထောင်ရတယ်။တနေ့တနေ့ကုန်စည်နှုန်းများတက်လာတဲ့အခါကျမတို့သားမီးထမင်းမနှက်မှန်တဲ့နေများရှိလာတယ်။သို့သောအမီရောကျမရောမငင်းညူပါပဲ။ကျမညမလေးကြောက်စည်နေတဲ့ ညီမလေးတမင်ဝါဖို့သာဦးစားပေးရရတယ်။တနေ့အမေနေမကောင်းလို့အမေအဝတ်သွားချော်ရတဲ့အိမ်ကိုကျွန်မသွားခဲ့ရတယ်။အဲ့ဒီအိမ်ကအရှိရဲ့တမီးလေးကငါမကြိုက်ရင်တမင်မစားခြင်းဟုဆိုတဲ့အခါကျွန်မညီမလေးကိုတတိယမိတယ်။ညီမလေးကအသာဟင်းကြိုက်တယ်။အသားများစေးကြည့်တာကြောင့်ညီမလေးကိုအသာဟင်းချက်မကျွေးနိုင်ခြင်းမှာကြာပြီ။ညီမလေးရဲ့ ညီမလေးမလို့ငါးဟင်းနဲ့စားရသေးတာမမတို့ဆိုငါးဟင်းတော့မစားနိုင်ဘူးငါးဟင်းစားနိုင်တာပဲကံကောင်းနေဆိုရမှာကြီးမမြရဘူးနော်ကျမကအရှင်ရဲ့တမိလေးကို ချော့မော့ပြောရတယ်ကျမအရှင်မှာလာညင်းညူပြနေသူများကိုလေသူတို့ကကျမတို့လောက်အခြေအနေမဆိုးသေးတော့ပြောပြပြီး အားပေးခဲ့ရတယ်မမညီမလေးတို့ဟိုလိုအိမ်ကြီးမှာဘယ်တော့များမှနေနိုင်ပါမလဲနော် သုံးနှန်းအရွယ်ညီမလေးကနှစ်ထပ်တိုက်အင်္ဂလိပ်ကိုလက်ညှိုးညို့ကကျမကိုမေးတယ်။ကျမပြန်မဖြေနိုင်ပါ။ကျမတို့ကထိုးထိုးသောနှစ်ထပ်အိမ်မှာနေရဖို့နေနေတာသာ။လက်ရှိအပေါက်ခံထားရတဲ့အိမ်လေးပေါ်ကမစင်ရဖို့အရေး။ဘလောက်တော့စူးစမ်းနေရတာကိုညီမလေးမသိပါ။ကျမညီမလေးကိုဖယင်းမျက်ရည်ဝဲရတယ်။သူများကလေးတွေလိုလွယ်အိတ်လှလာဖနက်လှလာလေးတွေပေါ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်။ကျမငငယ်တုန်းကလို့ကောင်းဝင်လက်လာလေးတွေဝယ်ပေးမဲ့အဖေမရှိတော့တဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်။အသားကြိုက်တဲ့ညီမလေးကိုအသားဟိချက်မကျွေးနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်။ဘိုးအရှိကိုလှမ်းကြည့်တော့လေလမ်းများကမှောင်းနေတယ်။ကျမအနာကက်တီလေဖိုးလမ်းများနဲ့တူးနေလေတယ်။အမလက်ဟာကျမတို့ရဲ့အမအကြီးဆုံးယောက်ျား အမတို့ခေုံနဲ့ဖောက်ပြန်နေတာကိုအမတွေးခဲ့ရတယ်။အမလက်ကပညာတတ်ဘွဲရတယောက်ဖြစ်ပြီးသူ့မှာယောက်ျားခေါက်ခေါက်ရွေးလို့မချနိုင်ပါဘူး။ဒို့ပေမဲ့ဘာလို့များခေုံဖြစ်သူပုံမှန်လဲဆိုတာဒီမှာစဉ်းစားလို့မရခဲ့ပြီ။ပြီးတော့သူတို့ဖောက်ပြန်နေတဲ့အချိန်ဟာအချိန်ကောင်းမဟုတ်ပဲအမကြီးနဲ့ခေဝဲသမီးတွေညီမတို့တို့မှလည်း ဝေးလို့တော့ဝေးပြီးပြီးစေရုပ်တင်ရတဲ့အချိန်ကြီးပဲအမကြီးနဲ့ဖေတို့အမေတို့ကစေရုံမှာရှိနေကြတယ်အမကြီးကအိမ်မှာကျမနဲ့အမလည်းမိမသားနှစ်ယောက်တည်းဟုဆိုကယောက်ျားသားတစ်ယောက်ရှိဖို့လိုအပ်တယ်လို့ပြောခဲ့တယ်တို့ပြည့်၍အဲဟိုကအိမ်မှာကြံခဲ့ရတော့တယ်အမကြီးဟာတိတ်တုံးတယ်သူနေခဲ့ခိုင်းတော့ကြောင့်သူ့ယောက်ျားကသူညီမနဲ့ ဖောက်ပြန်ရဲ့အဝေးရသွားတယ်။သူတို့ဖောက်ပြန်နေတာကိုညီမမြင်တွေ့ရဖို့ရည်ရွယ်ချက်မရှိခဲ့ပါ။တောင်းကရပုတ်ကပေးလိုက်တော့အိမ်မှာလူကြီးသူမှမရှိတာနဲ့အမလက်ကိုလက်မှတ်ထိုးခိုင်းမှုသူ့ကားစီသွားရင်မကြားချင်မမြင်ချင်ပဲကြားခင်မြင်ခဲ့ရတယ်။သူတို့အမလက်အခန်းထဲမှာဖောက်ပြန်နေခဲ့ကြခြင်းဖြစ်ပြီးညီမအမလက်အခန်းရှိရောက်တော့ မလည်းရဲ့ညီတဲ့ခပ်ပတဲ့ကိုကြားရတယ်။တကားကသူ့လိုလိုဟာနေတာပါ။အမလက်နဲ့တောင်မထီးခဲ့။အိမ်မှာဘယ်သူမှမရှိဘူးဆိုပြီးကျမကိုဖောက်လေတဲ့ငပီရှိတယ်လို့ပဲမထင်။တတ်မှတ်ပြီးတော့ဖြစ်ကြတိုင်းဖြစ်နေကြတယ်။ကျမကဆယ်တန်းမို့တိတိတလောက်တည်တဲ့အရွယ်မို့ကလေးပေါ်မှာလုံးထွေးနေတဲ့မြင်ဝင်းကိုဘာပဲလို့ဆိုတာသိနေတယ်။ကျမသူတို့နှစ်ယောက်လုံးကိုယုံမိတယ် အဲ့ဒီနေ့က report ကကိုကိုပါတာလက်မှတ်ထိုးလိုက်ရတယ်။ယောက်ျားကြီးအိမ်မမီးတွေဘာတွေကြည့်ဆိုင်နော်။ကစမီဘူကိုမဖွင့်တဲ့ရင်အလက်မကိုဖွင့်ခိုင်းအငယ်မထမင်းကြိုက်အတွက်ရောအဆင်ပြေရဲ့လား။အမကြီးကဈေးရုံမှာနေရင်အိမ်အတွက်လှမ်းစိတ်ပူနေသေးတယ်။သူမအိမ်အတွက်စိတ်ပူစရာမလိုပဲ။သူမယောက်ျားအတွက်သာစိတ်ပူရမယ်ဆိုတာကိုမသိရှိခဲ့ဘူး။ အမကြီးနဲ့အဖေတို့အမေတို့သေးရွာကပြန်မလာကြတဲ့ခုနှစ်ညလုံးမှာသေးရွာကအမလက်အခန်းထဲမှာအိတ်တယ်။ညီမရှိပြင်ပေါ်ပေါ်ထင်ထင်တော့မနေကြပါ။ညီမကအမကြီးကိုပြန်ပြောလိုက်မှဆိုရင်ပြင်မယ်။ညီမအစ်ကိုချောင်းရည်တာသေးရွာကအမလက်အခန်းကြီးအိတ်တိတ်လေးသွားလေးတယ်။တို့ပြင်မယ်။ညီမကအချင်းမဟုတ်။ဘာမှမတီးတဲ့ကလေးရွယ်လေးမဟုတ်။ သူတို့မုံမမနာကိုသိမိတာကြားလိမ့်ပြီသူတို့အမကြီးနဲ့အဖေတို့အမေတို့ရှိမှအနေထိုင်အများကြီးစဉ်းကျင်ကြပါမယ်ကျမအရှိဆုံးသိမစဉ်းကျင်ကြပါအပြုတ်ဖြစ်တဲ့အမလက်ပတ်စံအိမ်ထဲမှာသားစီးကတွေ့တဲ့ကစားပြီးကျမတန်တရားဝင်နေတယ်တခါကကျမဝရန်တာမှာစာချက်နေတော့အမလက်ကချန်တော့ပြီးမှဝေလှမ်းနေခဲ့တယ် အဲ့ဒီအခြေခဲကိုရောက်လာပြီအမလည်းရက်သားကိုနောက်ကတိုက်ဖက်တယ်ဒီမှာသူတို့ကိုရင်းမိခဲ့တိကပူချိန်ထဲကစားတယ်ဟုတ်ပေမဲ့မိသားစုတွေဘာတိဘာသာနေတတ်တဲ့ဒီမှာကဒါစားဒါစားအမလည်းနဲ့ခဲကိုတို့ရဲ့လူရှာစရာဇလန်းကိုပြီလာတော့လေနိုင်ရပေါ်ကမျက်လုံးများတကယ်တို့သာကြည်ယုံကြည်နေမိပြီးအတမထွက်ခဲ့ပြီအမလည်းက မျိုးတွေမှာရှိတဲ့ခြေကတခုမှာနူနာပြုတ်အခုလောက်ပိုင်းနဲ့ညဘက်အပြင်းကြီးတော့ကြတဲ့အခါအမကြီးကခဲကိုသွားကြည့်ခိုင်းနေအဲ့ဒီကအင်ကုန်ည10နာရီလောက်မှပြန်ရောက်လာတတ်တယ်။အမလက်လုံးလုံးတဲ့ဈေးကန်းဟာ7နာရီမှပိတ်ပြီးဈေးကန်းပိတ်တဲ့အချိန်နဲ့အိမ်ပြန်ရောက်တဲ့အချိန်ကကြားထဲမှာ2နာရီစာဟာကြောက်နေခဲ့တယ် အဲဟိုကစီးကမ်းမှာလူကြနေတယ်လို့ဆိုပြီးအမလက်ကနောက်ရောက်လိုက်တယ်သူတို့စင်ကြီးကိုအာလုံးနဲ့အမကြီးစီးတာအသုံးချလို့ရပြီမယ်ကျမအတွက်တော့မရနိုင်လို့ပြီမယ်နိုင်ရဘောကမျက်လုံးကြီးတာဖြစ်တဲ့ကျမမတိကျအောင်စောင်းနေခဲ့လေတယ်အလက်မစီးကမ်းမှာမူးလဲလို့တဲ့အမေကြီးစီးကမ်းကဖုတ်ဆက်တဲ့အချိန်မှာအိမ်မှာခဲဟုံမရှိဘူး အဲဝါသူဆက်ရုံမှာရှိနေခဲ့တယ်။အမကြီးကအမေကိုခေါ်ပြီးသေးကန်းကိုလိုက်သွားခဲ့တယ်။သူတို့ပြန်ရောက်လာတဲ့အခါအမလက်အကန်ထဲမှာသုံးယောက်တည်းကျိတ်ပြီးအခုခုဖြစ်နေတယ်။အလမနေ့ကဝင်ကဘသူနဲ့ရတာလဲ။အမလက်ကငိုတယ်။တားဆီးကိုရက်မှန်မှန်မတောင်းမိခြင်းဖြစ်နေတယ်။အခုကိုဝင်ရလာတဲ့အခါမှာဦးမစိတ်ပြက်နောင်တာတွေရနေတယ်။ညီမက အမလည်းယူမီဝိုင်းနေတာကိုကြည့်၍မတနာမိအမေကလည်းငိုနေတယ်အချက်ကြောက်ကြည့်တဲ့အမေဟာသူမတို့အတိုင်းဝိုင်းနေလက်မထက်ရသေးပဲပိုဝေရတဲ့မိကလေးမျိုးမရှိဘူးတဲ့အတွက်မျက်နှာမပေါ်နိုင်ဖြစ်နေတယ်ကျမတွေးမိပြီအမေသာအမလည်းပါရဲ့တရားခံကိုတည်လိုက်ရင်ဘလို့တော့ဖြစ်သွားလိမ့်မလဲလက်မငါနေ့ကိုမင်းနေတယ်လေနေငါ့ကိုစိတ်တူအောင်မလုပ်နဲ့ ်အဖေတည်ရင်နင်းကြောက်သေးလိမ့်မယ်နော်အဖေယောဂါကိုနင်းတည်ရင်နော်ပေးတို့ရှိတဲ့အဖေတည်မှာ ဆိုတာကြောင့်သုံးယောက်တိုးတိုးတိတ်တိတ် ဖြည့်ရှင်းနေကြလေတဲ့ဘယ်ကောင်းနဲ့ရတာလဲဟမ်အလက်မနင်းမှာရည်သားရှိတယ်လို့လည်းငါမကြားမိပါဘူးညီအေးမယူပါသေးပဲကို့အပြိုးသေးဘွားကိုများပိတ်ပြရတယ်လို့ညီကို့တံမိုးကိုအဲ့လိုလုံးရနဲ့ဖြတ်စီးပစ်လိုက်တာပေါ့ဟုတ်လားအမေကယူတုံးမရပြောတော့ ခဲကိုပြန်လာတဲ့အခါအကျိုးချောင်းကိုတီးတော့မျက်နှာအစမတန်ပြန်ရွှင်နေတယ်။အချက်မရှိခဲ့တော့ကတော့ဒီလိုတွေဖြစ်လာနိုင်တာကိုလမနေပြောမှလားမပြောဘူးလားဟမ်အမေကစိတ်တူကစိတ်လိုလက်ရအမလက်ရလက်ပေါင်းတွေကိုရိုက်ပြတယ်အမလက်ကငုံနေတယ်နေကောင်ကတာဝန်မယူနိုင်ဘူးလေလားလက်မရင် ိငါတို့ကိုတတ်တာတတ်လိုက်ပါတော့ဘေးအဖြစ်မှကိုသာသိလေအမိတီတာထက်ဆိုးတဲ့ဝေဒနာကိုခံစားရမယ်ဆိုတာမသိခင်အမနဲ့ဆေးကန်းကိုမသွားတာတစ်ဖက်ကျော်သွားပါပြီသူမအခန်းထဲမှာပဲအောင်းနေပြီအမင်းနဲ့လာမစားပါလူကတိတိတတ်တာခြောက်ကြပါတယ်အမေကတမိပြသူကိုကြည့်ကသိသိရဲ့နေတော့ညီမတို့တမိသားသူလုံးသိသိရဲ့ရတဲ့ကာလာပဲ ို့ပေမဲ့အမလက်စီကအဖြစ်မှန်ကိုသိရခရင်ပို၍စိတ်ဆင်းရဲရမည်ဆိုတာညီမကြိုသိနေခဲ့တယ်။အမလက်ကကလေးတိတ်ချစ်တက်ပြီးတော့မိခင်စိတ်ရှိသူဖြစ်တယ်။ထို့ကြောင့်အဲဦးနဲ့ရတဲ့ကလေးကိုဆက်ချာချင်လောက်မှမဟုတ်တာညီမသိတယ်။ကလေးကိုလည်းဖြတ်မချခြင်း။ကလေးအဖေကိုလည်းဖွင့်မပြောရဲကညီမတိတ်ချစားနေရတယ်။တနေ့မနက်အဖေမရှိတော့မှ အမကြီးနဲ့အမေတို့အမနဲ့ဖန်ကြီးကိုထွက်သွားကြတယ်။ဘယ်သူနဲ့ရတာလဲပြောစမ်းပါအလမရဲ့။နင်ပါလို့ပါဇက်ပိတ်နေတာလဲ။အမကြီးကမေးတယ်။အမလက်ကမဖြေဘူး။ငိုတောင်ငိုပြီးကောက်ကောက်မေးမိရတဲ့အခါကလေးကိုဖြတ်ချမယ်လို့ချိန်ချောက်ပြီးအခန်းထဲကအေးဆွဲခေါ်တယ်။အမလက်က အမကြီးဆွဲခေါ်ရစီအမေကကြည်ပြီးငိုနေတယ်။ ခန်းမကိုရောက်တဲ့အခါအမလက်ကအမကြီးရဲ့ခြေထောက်ကိုဖတ်ကဆိုင်ကြီးတငင်ကိုလေတော့တယ်။သမီးကိုခွစ်လို့ပါမမကြီး။သမီးမှားပါတယ်။သမီးမှားပါတယ်။မမကြီးတက်ချစ်တက်ပြလိုက်ပါ။သမီးအသက်လည်းမချိနေတော့ဘူး။ဒီကလေးတည်ရင်သမီးလည်းတည်မယ်။သမီးကြောက်ဘာမှမသိတဲ့ကလေးတယောက်ရဲ့အသက်တကြားမဆုံးချုပ်ပြရစီနဲ့။အေးအဲ့ဒါဆိုပြောနေဘသူနဲ့ရတာလဲ။ မမကြီးကထထလဲလဲမေးတယ်။အမလက်ကဖုံးကွယ်ရင်မရတော့တဲ့နောက်ဆုံးမှာအမှန်တိုက်ပွင့်ဟလာတော့တယ်။တမီတမီကိုကိုကြီးနဲ့ရတာပါ။မမကြီးကပါဆိုပြီးမျက်လုံးပြူသွားတယ်။အမလက်ကသူမခြေထောက်ကိုဖက်ကောင်းနေတယ်။တမီမားပါတယ်။တမီမားပါတယ်မမကြီးရဲ့။မမကြီးလက်သီးဆုပ်ထားတာကိုညမမြင်လိုက်ရတယ်။ အမေရစိတ်နဲ့လူနဲ့ပင်မကတ်တော့ပဲမိုင်းလုံးကြည့်တဲ့သမီးအမျိုးယုံမလို့ဆိုကအမနဲ့ကိုတအားရိုက်နေတာမိုးနေပါတော့တယ်မမကြီးဟာရက်စိတ်ဒေါသစိတ်နဲ့အသားများပဲတုံးကလူကျုံမရလဲဖြစ်နေတယ်အမနဲ့ဖက်တွေ့ထားတဲ့ခြေထောက်တွေကိုစောက်ရုပ်ဖြစ်ကအခန်းထဲကပြေးထွက်သွားတယ်အမေကတော့အမလက်ကို အပြစ်တင်ကရိုက်နှက်လျက် ရင်ပန်းများအောက်လာတဲ့အထိငိုးနေတော့တယ်။အမေမောလာပြီ။ကျမအမေကိုဝင်မဆွဲမိပါ။စုညံနေတဲ့အခန်းရှိကနေမတိမတာလှည့်ထက်ခတ်မိတယ်။လူယုံမှာကောင်။ငါညမနဲ့ငါခွေရမှာခွေးဆက်กินတဲ့ကောင်။နင့်ကိုငါတတ်မယ်။အမကြီးကအချစ်ကြီး၍အမျက်ကြီးနေတာမျိုးတော့မဟုတ်တော့ပါ။အမီလေးမျက်နှာကမှမထောက်ပဲ။ဖောက်ပြန်တဲ့ယောက်ျားကိုလက်ရှိလောက်အောင်မုန်းတီးနေခြင်းပဲ။ ဒါအပြင်ပုညမနဲ့ဖောက်ပြန်တဲ့အဖြစ်ကိုတွေ့ကဆက်ဆုပ်ယူချနေခြင်းပဲအမေကငိုယူကအမကြီးကိုအတင်းဝေဆွဲတယ်အကြီးမအကြီးမမလုံနဲ့ခြေလွန်လက်လွန်တွေဖြစ်ကုန်ပါမယ်လုံမယ်လွန်လွန်လွန်ပါစေသူ့ကိုတက်ပြီးထောင်ထဲဝင်မယ်အမေအမိသူ့ကိုတက်မယ်အမကြီးကပြောလဲပြောငိုလဲငိုတယ်ဟဲ့ခွေးကနေအဲ့လောက်တော့အောက်တန်းကြရလားအောက်တန်းစား နေ့မှာသမီးလေးလည်းရှိတယ်။နေဖောက်ပြခြင်းနဲ့ဆိုရင်ဟာတခြားလူနဲ့ဖောက်ပြတော့ငါမပြောဘူး။နေမလို့ငါညမနဲ့မှာဖောက်ပြတယ်။ခွေးကအောက်တန်းစာအမကြီးကရိုက်ရိုက်ဆိုက်ဆိုက်စကက်လုံးတွေနဲ့ခဲဟိုကိုရိုက်မိရိုက်ရရိုက်ချပစ်တယ်။ခဲဟိုကောင်းမဖို့ရုံကလွဲလျင်ပြန်ခြေပနိုင်စွမ်းမရှိပါဒီကိစ္စကို အဖေတီးတဲ့အခါအခွေကောင်ကိုရောဟိုခွေမကိုရော ငါတက်ပြင်မယ်လို့ဆိုကဓာဆွဲတုံဆွဲဖြစ်လေတယ်။တွေးတိုးရှိတဲ့အဖေကိုအမကြီးကကျမ်းမာရေးတိခိုက်မှဆိုလာ၍သူ့စိတ်သူလျှော့ကမနေတားရတယ်။အဖေမလုပ်ပါနဲ့မလုပ်ပါနဲ့အဖေရဲ့အလက်မကောင်ငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်စေခြင်းလို့လားဖြစ်ဖြစ်ခွေးထက်မိုက်တဲ့ဟာမှခွေးမသူလဲသေးရမယ်အဲ့ကောင်ကိုလဲတတ်မယ်အဖေဟာပြောရင်ခောက်ကနေခွေကြပြီး အမကြီးဟာအဖေကိုအော်ခေါ်ရင်အဖေဟာပြောရင်ခောက်ကနေခွေကြသွားပြီအမကြီးဟာအဖေကိုအော်ခေါ်ရင်ငဲတဲ့ပါအောင်အော်ဟင်ငိုတော့တယ်တမီးတမီးအဲ့အောက်တန်းစားနဲ့ကွာရှင်းမယ်ပြီးရင်ထိုင်းပါပဲတမီးလေးနဲ့အရှိချတော့မယ်အမေဒီပဝေးချင်မှာတမီးမနေချင်ဘူးမျက်နှာလည်းမပြဝင်ဘူးတမီးချက်တယ်အဖေရဲ့စွန့်တော်မှာအမကြီးကငိုရေပြောလေတယ် အမလက်ကတော့အိမ်ဝမှာအယူတယောက်လိုထိုင်နေတယ်။အိမ်ထဲကိုလည်းဝင်မလာရဲပါ။ထောင်ထားတဲ့အဖေတက်ပုံကိုကိုကျွေးနေတယ်။ဘလို့ပဲဖုန်းဖုန်းပြီးပြီ။လူလအကောက်ကလေးရှိနေတဲ့မိသားစုကနေတတောက်ကနေဖြစ်သွားတဲ့ကျမတို့မိသားစုအခြေအနေကိုအဝင်းကျင်ကရိပ်မိကြတယ်။အမလက်နဲ့ခဲတို့ဟာလူတကာရဲ့တရွေးကမှာပက်လက်မျောကြရတယ်။အိမ်တော်ရေးပေါက်ပြတ်သူများအဖြစ် ယုံကြွားသာဖဲ့တင်ခံရတယ်။အဖေရဲ့စွန်းသွန်းမှာအမားလက်ကိုတွေ့တဲ့အခါလူတကာဆက်ဆုပ်တဲ့မျက်လုံးများနဲ့တောင်းမြောက်ကြည့်သွားကြတယ်။အမယောက်ျားနဲ့ဖောက်ပြန်တဲ့ကောင်းမလို့တချို့ကကြားအောင်ပြောကြတယ်။သူမလို့ညနာလာပြရဲသေးတယ်။ချက်တဲ့ရင်ကိုယ့်ကိုယ်ကိုတတ်တယ်ပေါ့ကောင်းတယ်။ခဲုံနဲ့ကိုယ့်ချက်ကင်းရတာတော့ရုံတောက်ချက်နဲ့တော့မရဘူးခေ။ကိုအကောင်လဲခွေးမျိုးပဲ။ကိုမင်းရနဲ့တာသမီးကိုမှမငဲ့အေး။ မရရဲ့ညီမနဲ့မှလို့ပဲထွီးအဝင်းကျင်ရဲ့စကားပေါင်း16000ကျားမှာအမိကိုတော့ကျွန်မတနာမိတယ်မမကြီးကတော့ဒီပဝဲကျင်နဲ့လုကင်းနဲ့ထိုင်းကို သူမနဲ့အတူထွက်သွားခဲ့တယ်အဖေဆိုတော့အပြီမှာအမလန်းနဲ့ခဲအိုတို့လည်းကြောက်သွားခဲ့ကြတယ်သူတို့အမိကိုပဲနှုံးမဆက်ခဲ့ကြတော့ဘူးအမိကလည်းသူတို့နဲ့ပတ်သက်တဲ့မြောက်ကိုညနာတွေ့ခဲ့နေတယ်ငါအတွက်အလမဟာသိပြီလို့ ိတ်နာစွာပြောလေတယ်။ညီမနဲ့အမေဒီနိုင်ငံဒီမျိုးရဲ့ရောက်ွက်ကြည်ကျင်နေတယ်။အဝေးကျင်နဲ့ကြည်ကျင်စွာတည်တည်ဆိတ်နေတိုင်းရရတယ်။အဝေးကျင်နဲ့မတတ်ဆိုင်သူများအဖြစ်အသက်ရှင်နေရလေတယ်။အမကြီးကတော့အိမ်ကိုတကားမှပဲပြန်မလာခဲ့တော့သလိုအမလက်ကလည်းလေလူလိုသတင်းအဆန်းအပြင်မကြရတဲ့အတီးပျောက်နေခဲ့တော့တယ်။အိမ်တော်ရေးဖောက်ပြန်မှုသည် လူမှုရေးပြည့်ချက်များထဲမှာအစိုးဆုံးအယုံညံ့ဆုံးနဲ့ရုရှားဆက်ချက်ပွဲအကောင်းဆုံးပြည့်ချက်တစ်ခုပင်ဖြစ်ပေတော့တယ်ထိုပြည့်ချက်ကိုမှအစိုးရကအစိုးဆုံးကျူးလွန်ခဲ့တဲ့အမလက်နဲ့ကဲအိုတို့ဟာလေဤသို့ပြည့်တန်ခံရသည်မှာထိုက်တန်တယ်လို့ပင်ဒီမှာတတ်မှတ်ခဲ့မိပါတယ်ဟုတ်ကဲ့ပါရှင်စာရေးဆရာမဂျိုဂျိုနိုဘယ်ဦးရေးသားတာတဲ့နိုင်ငံပေါ်ကမျက်လုံးများဆိုတဲ့ ။ဇလန်းလေးကတော့ဒီမြန်မာတွေမဲ့ပြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်းလေးကိုနားစင်ခဲ့ကြသူတိုင်းစိတ်အီချမ်းသာခြင်း၊ကိုယ်အီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးကိုယေရှုတင်ပါတယ်ရှင်။